ဝင်ကားလုံးနဲ့တူတူရှိနေရဲ့လေဒီမှာလေဒီရိုးအိုးရိုးကိုတို့မိမတကြောခဲ့ချိန်တိမင်းမှာရဲ့နာတူရှိနေရမယ်ဟုတ်ပါပါဗျာ ကိုကောင်းကိုလက်ကြတဲ့ကားကကြည့်တော့ကိုကျိုးချစ်ချင်သွားတာကိုကျိုးကစားပါလားကိုကျိုးစားပါလားဇလန်ဖရင်ကိုစသပြီးတော့နားထောင်ကြရရပါတော့အဲသူတို့နဲ့တမ်ပိုလေးတွေရှိရယ်ဆိုတော့အဲတမ်ပိုလေးတွေမှာအကောင်းဆုံးတေးဥဆောင်နိုင်အောင်ကိုညောကတော့အဲပြောထားတယ်ပေါ့ပြောထားတဲ့အချိန်မှာကျွန်တော်တို့တွေအကောင်းဆုံးဖြစ်အောင်ဒါတာရဲ့မြင်ထားတဲ့အယုတ်တွေဖြစ်အောင်တက်နိုင်ဆုံးကြိုးစားပြီးတော့တေးဥဆောင်ခဲ့တယ်ပေါ့ဆိုတော့ဒီကားလေးကတော့ twist ပြပါတဲ့ကားဖြစ်တဲ့ရဇလန်ပြောလို့တော့ကျွန်တော်မှခက်ခဲရှိရယ် တော့ horror drama thriller movie အမျိုးအစားကိုကြိုက်တဲ့ပရိသတ်တွေနေနေဟစ်သမယ်လို့ယုံကြည်တယ်ဆိုတော့ live ကြည့်ရှုအားပေးပါအောင်ဖိတ်ခေါ်လို့ဒီကဒီတိုင်ရဲ့ပိုင်းခြားနယ်ကလည်းဒါအကိုကြီးဆုံးတဲ့ုံနယ်လေးလိုက်တယ်ပေါ့နော်လိုက်တဲ့အပြင်တော့ကျွန်တော်တို့ဇလန်းလူဝက်ချက်အရာတည်ဆောင်ပေးရတဲ့အပိုင်းဒီမှာလည်းဇညွန်းနယ်ကတရံအတိုင်းအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတည်ဆောင်ပေးပါတယ် ဒီအခန်းကိုပို့ပြီးတော့မှတ်တမ်းရလို့ပြောတယ်ပြီးတော့ကိုကဒီသားစုဒီသားစုစုံတဲ့ချိန်မှာကိုကတော့ဒီမှာတိနေပြီသူတို့မတိသေးတဲ့ဘောလမတွေနဲ့ဒီကြားထဲလောရတဲ့ခါလေးဟိုဒီတကားလုံးမှာတော့အမှတ်တရပြည်စုံအခန်းရယ်လို့ဆိုရင်တော့ဒီကျွန်တော်တို့ဇက်အဖွင့်အခန်းလေးကတော့ကျွန်တော်တို့ကအမှတ်တရပြည်စုံပါမယ်ဘာလို့လဲဆိုတော့တကယ်နာကျင်ကြည်ခွေးစရာတွေကြုံခဲ့ရတဲ့အခိုက်အတန့်တွေကရင်းမနဲ့မမျှရအများကြီးပဲဆိုတော့အဲ့ဒီညမှာပါဝင်ပြီးတော့မှကွာသေးဖို့ပြေးရတဲ့အချိန်မှာတကယ်ရင်းထဲကစုလာတဲ့အခန်းခံစားချက်လေးတွေရခဲ့တယ်ပေါ့နော်ဇလန်းအဖွင့်မှာပေါ့ သားဆိုရင်ကျွန်တော်တို့ဒီဘက်ကိုပြန်ပြီးအမှတ်ရကြဖြစ်တာပေါ့။အဲဒီကကကျုံခဲ့ရတယ်အဲဒီကထိမ့်ခဲ့ရတာ။ဒီမှာအဲ့ဒါတုတ်ဆက်တာလည်းအဲ့ဒါလည်းဘယ်လိုလုပ်ပြန်ပြောပြမလဲ။ဒါလေးတွေမှာပြန်တွေ့ရတယ်။ဇလန်းလေးကတော့ကျွန်တော်တို့လာကြည့်ရင်ပို့ပြီးတော့အရသာရှိမှာပေါ့နော်ဆိုတော့ဇလန်းလေးကဇက်ဝင်ကန်တချို့ကိုတော့ကျွန်တော်တို့ကြိုပြီးတော့ဖြေချခြင်းမပြုတာလုပ်ရင်ပူကောင်းမယ်ထင်တဲ့အတွက်ကျွန်တော်ဒါလေးကို skip လုပ်လို့ပါတယ်ခင်ဗျာ ပေးတာဗာလေးပြောခြင်းလဲအာလာရောက်ကြည့်ကြည့်အားပေးတဲ့အခါမှာအဲဒရမာဟော်ရာကြိုက်တဲ့ပရိသတ်တွေနဲ့တက်မယ်အဲတစိမ့်စိမ့်နဲ့တွေးလို့ကောင်းတဲ့ဇာတ်လမ်းလေးဖြစ်တယ်ဆိုတော့လာရောက်ကြည့်ကြည့်ပြီးဖိတ်ခေါ်လိုပါတယ်ဗျအားလုံးပဲမင်္ဂလာပါရှင်။ရောရောရောမြတ်သူပါ။ဒီနေ့ live အပီးချားတဲ့ image ပြတဲ့တေရောရောရဲ့မိတ်ဆွေညီကောင်မောင်မတွေအားလုံးကိုချစ်မြိုက်တင်ပါတယ်လို့ပြောချင်ပါတယ်။အယောင်းကိုဒီကားလေးမှာအဲ character လေးတစ်ခုအနေနဲ့ ကိုညိုကန်းလမ်းပေးခဲ့တဲ့တော်လည်းကျေးဇူးများတင်ပါတယ်လို့ပြောချင်ပါတယ်အဲရောင်းရိုက်ကိုရဲ့အချိန်မှာလည်းရောင်းကိုလည်းစိတ်မနေအောင်ပေါ့နော်အဲ support လုပ်ပေးကြတယ်နောက်ကနေပြီးတော့တောင်းပေးကြတဲ့ညနေတူပါဝတရားဆောင်ထားတဲ့အကိုရောအားလုံးကျေးဇူးများတင်ပါတယ်လို့ပြောချင်ပါတယ်အဲဒါမှမဟုတ်ဆက်ကားလေးကိုလည်းအပိရှိရှုချဖို့အတွက်ရောင်းကဒီနေ့ကနေဖိတ်ခေါ်ချင်ပါတယ်ရှင် ဒီကမ္ဘာဘယ်လိုနေရာနဲ့ဘယ်လိုကြိုက်တာပြောဆိုတာလဲဒါလည်းပေးတာပေးဆက်တာမကြည့်ဟုတ်ကဲ့အရင်ကတော့ကိုထွန်းနဲ့ဖုံမင်းနဲ့ညီမလေးပေါ့နော်ညီမလေးနေရာနေပြောဆောင်လာပါတယ်မခရာပေါ့နော်အဲကားလေးမှာတော့အဲ့နေအဲ့နေရာပြောဆောင်လာပါရှင့်မခရာကကိုတကယ်ကြီးခါကအိမ်ရောက်လာတဲ့ခါမှာအာဒီကလေးပြည့်ပြည့်တဲ့ခါကိုရိုက်ပြလာအခုကိုပြန်ကြည့်ကြည့်တော့ဟုတ်ကဲ့ဟိုကျန်တဲ့ဆရာကြီးပြောင်းရခဲ့တယ်ဟိုကသူများလည်းပြောဆောင်ပေးပေါ်ကြတယ် ့အော်အရင်ကတော့လေအရင်ကရန်အားရချင်တဲ့နေရာတော့မရှိဘူးပေါ့နော်ဒါပေမဲ့အများကြီးလက်လိုအပ်ချက်တွေအများကြီးရှိရတာမြင်ရပါတယ်ဒါပေမဲ့ကိုရတဲ့အဲဒီ character လေးပုံမှာတော့အကောင်းဆုံးတော့ကြိုးစားပြီးတော့အပြုတ်ဆောင်ခဲ့ရပါတော့အဲဘာဖြစ်အရင်ပထမဆုံးကားလေးမှာဒီလိုမျိုးလေးပြဿနာတွေလည်းအဲဆိုင်ကြရလို့ကြားရတဲ့အတွက်လည်းအရန်လေးပျော်ပါတယ်ဟုတ်ကိုကိုညွတ်ဆောင်တာကဒါမှကိုညိုရဲ့ twist တွေကိုဘယ်လိုလေးပြန်ခံစားရလဲကိုညိုကဘယ်လိုတော့ဒီမြန်မာဒီလိုလေးဖြစ်တော့မှဆိုတော့နောက်တစ်မျိုးလေးပြန်ပါအာမစိုးမှမကြည့်ရဘူးဖြစ်ပြ အရင်တော့ဇဲရှင်တော့ကြာဘသူဘလိုဘလိုမျိုးစာတွေကမသိတော့လေအခုကြိုက်တာကြည့်ပြရတဲ့ခါကျတော့လေကိုညိုးရဲ့ဒီပြန်လဲပြီးတင်ပြထားတဲ့ဟာလေးကအရင်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲယူတော့လည်းကြိုက်ပါရှင့်အခုစီနီယာကြီးသူ့ဆောင်ပါအဲ့ဒါလေးအော်စီနီယာကြီးကတော့ပြောစရာမလိုအောင်ပေါ့နော်အရင်တော့ငငယ်လေးတွေကလည်းဒီကိုထွန်းတို့ကိုနေမင်းတို့ကသူ့ဆောင်တွေကြိုက်ခဲ့ရဆိုတော့အခုအတူတူပါဝင်ပြီးသူ့ဆောင်တွေရဲ့ဘက်မှာလည်းသူတို့ဒီကိုရီးယားသူ့ဆောင်မှုဘက်မှာအရင်လည်းကြိုက်ပါတယ်လို့ပြောချင်ပါတယ်ဟုတ် ခန်းတစ်ခါမှပြုံးမှာပဲခန်းလေးပြုံးနေလေအဲကိုထွန်းပေါ့နော်မော်လမန်းနေအောင်လုံးစိတ်ပူပြီးတော့အဲဒီရှင်းပြတဲ့ခန်းပေါ့ဒါပေမဲ့အရင်တော့ညောင်းလက်မခံတဲ့အခန်းလေးပေါ့နော်အဲ့ခန်းလေးကအကျိုက်ဆုံးပါဟုတ်အဲဆိုပြီးတော့မိုက်တယ်တော့ဘာလို့လဲအဲဒီတော့တိတယ်ဒီတော့ဒီကမတိဘူးလေကျန်တာတော့ဟုတ်ဟုတ်ဟုတ်တယ်ရှင့် တ်တယ်ရှင်ဟုတ်အဲ့ခန်းလေးတော့အရင်ပိုကြိုက်သဘောကျပါတယ်ခြားခန်းလေးလည်းကြိုက်ပါတယ်ဒါပေမဲ့အဲ့ခန်းလေးကပိုပြီးတော့သဘောကျတဲ့ခန်းလေးပေါ့နော်ဟုတ် ဒေတာတွေကလည်းပတ်လို့ဘာလို့ပြောနေလဲဟုတ်ကဲ့ပါကျွန်တော်မောင်မားတွေအကုန်လုံးအများကြီးလည်းစူးစမ်းထားပါတယ်ကိုညိုလည်းအများကြီးအဲဒီအကောင်းဆုံးပေါ့နော်တင်ဆက်ထားဖြစ်တဲ့အတွက်ကျွန်တော်ညမထွက်ဆိုရက်ကားလေးကို line up ပြီးတော့ tissue အားပေးချက်ဖို့အတွက်အရင်ပြိသက်တွေရောကိုညိုပြိသက်တွေရောအဲကိုထွန်းတို့ကိုနေမင်းတို့နော်ဖုံးမင်းတို့ညရဲပြိသက်တွေရောအားလုံး line up tissue ဖို့အတွက်ညဖိတ်ခေါ်ချင်ပါတယ်အားလုံးစူးစမ်းရချင်ပါတယ်ဟုတ်တယ်ရှင်ဟုတ်တယ်ကျွန်တော်ဒီ covid တုန်းကဒီအပြင်းတွေမထွက်ရတာဒီအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒီအချိန်ရောပြန်ပြီးတော့အမှတ်ရမိပါတယ်ရှင် 这是这么的。